ကိုရဲ့ Facebook account ကိုရေးချေမှာလုံလုံကျုံကျုံနဲ့အသုံးပြုချင်ကြလားဒါဆိုရင်တော့ဒီဗီဒီယိုမှာမျှဝေပြီးသွားမယ့် setting လေးတစ်ခုကိုကိုချက်ချင်းပဲဖွင့်လိုက်ကြဖို့ကြောင့်နေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာ Okay ပါဒီဗီဒီယိုမှာကျွန်မျှဝေပြီးသွားမှာကတော့ Facebook account ကိုရေးချေအသုံးပြုချင်တယ်လုံလုံကျုံကျုံအသုံးပြုချင်တယ်ဆိုတဲ့သူဒီအနေနဲ့မဖြစ်မနေဖွင့်ထားပေးရမယ့် setting လေးတစ်ခုအကြောင်းကိုဒီဗီဒီယိုမှာမျှဝေပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါပထမဆုံးအနေနဲ့ Facebook software လေးတစ်ခုဝင်ပေးလိုက်ပါ Facebook software ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ profile လေးတွေကိုထပ်ဝင်ဖို့အတွက်ဒီညာဘက်တောင်းမှရှိတယ်ကျွန်တော်တို့ profile ပုံလေးကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါခင်ဗျာ Okay ပါဒီညာကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ setting ပုံလေးကိုနှိပ်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်မျှထုတ်ပေးထားတဲ့ setting ပုံလေးကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါခင်ဗျာ Okay ပါဒီညာကိုရောက်ပြီဆိုရင်တော့ဒီမှာရှိတဲ့ကျွန်တော်အပြာရောင်ဇာတ်တမ်းလေးနဲ့ Simon in account center ဆိုတဲ့ ဒီနေရာလေးကိုကိုယ်အနေနဲ့နှိပ်ပြီးရောဝင်ပေးရမှာဖြစ်ပါတယ်ဆိုတော့စီမောရင်အကောင့်စင်တာကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါ Okay ပါဒီထဲကိုရောက်ပြီဆိုရင်တော့ဒီအကောင့် setting ရဲ့အပေါ်ဆုံးမှာရှိတဲ့ကျွန်တော်တို့ password and security ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ဆိုတော့ password and security ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ Okay ပါဒီနေရာကိုရောက်ပြီဆိုရင်တော့ဒီအလဲမှာရှိတဲ့ကျွန်တော်တို့ security set ဆိုတဲ့ကျွန်တော်တို့ setting လေးရဲ့ဒုတိယမြောက်မှာရှိတဲ့ကျွန်တော်တို့ login အလားဆိုတဲ့ setting လေးတွေကိုဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ โอเคပါဒီမှာရှိတဲ့ login အလားဆိုတော့ကျွန်တော်တို့ setting လေးတဲ့ကိုထပ်ဝင်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်ရဲ့ Facebook account ကိုဒီနေရာမှာနှိပ်ပေးလိုက်ပါခင်ဗျာโอเคပါဒီနေရာကိုရောက်ပြီဆိုရင်တော့ကျွန်တော်ကြည့်ရမယ် setting လေးနှစ်ခုကတော့ဒီမှာပြထားတဲ့ setting လေးနှစ်ခုဖြစ်ပါတယ်။ပေါ်မှာဆိုရင်တော့ in app notification ရှိမယ်။ဒီအောက်မှာဆိုရင်တော့ email ဆိုပြီးတော့ရှိပါတယ်။ ဒီနေရာရဲ့ setting လေးနှစ်ခုမှာပေါ့နော်ဒီအောက်နားလေးမှာကျတော့ always on ဆိုပြီးတော့အစိမ်းရောင်လေးနှစ်ခုဖြစ်နေရမှာဖြစ်ပါတယ်။ဘာကြောင့်ဒီအစိမ်းရောင်လေးဖြစ်နေရမလဲဆိုရင်တော့ကျတို့အနေနဲ့ဒီ setting လေးကိုဖွင့်ထားပေးမှဒါဒီ setting လေးတွေမှာ always on ဆိုပြီးတော့အစိမ်းရောင်စာတန်းလေးတွေပြနေမှာဖြစ်ပါတယ်။ဒီ setting လေးတွေကိုဖွင့်ထားလိုက်မယ်ဆိုရင်တော့ကျော်ရဲ့ Facebook account ကိုတခြားသူတွေတခြားနေရာကနေပြီးတော့ login ဝင်တဲ့အခါမှာကျတို့ရဲ့ Facebook ရဲ့ တော် notification နဲ့ကျွန်တော် Gmail account လေးတွေကို Facebook ကနေ notification ပို့မိပါပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ Facebook account ကိုတခြားသူတွေအနေနဲ့ login ဝင်တဲ့အခါမှာကိုယ့်ရဲ့ခွင့်ပြုချက်မယူဘဲနဲ့ကိုယ့်ရဲ့ခွင့်ပြုချက်မပါဘဲနဲ့ကျွန်တော် login ဝင်ဖို့အတွက်အဆင်မပြေနိုင်ပါဘူး။ဒါကြောင့်မလို့ကျွန်တော်ရဲ့ Facebook account ကိုကျွန်တော် two step verification မခံထားရင်တောင်မှကျွန်တော်ဒီ setting လေးတွေကိုဖွင့်ပေးထားမယ်ဆိုရင်တော့ကျွန်တော်ရဲ့ Facebook account ကိုတခြားသူတွေခိုးယူခြင်းကနေပြီးတော့လည်းကာကွယ်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ โอเคပါကျော်ရဲ့ Facebook ထဲမှာတော့ကျော်ကတော့ဒီမှာဖွင့်ထားတာဖြစ်တဲ့အတွက် always on ဆိုပြီးတော့ကျော်တို့အစိမ်းရောင်လေးတွေဖြစ်နေတာဖြစ်ပါတယ်။ကြပြီမိတ်ဆွေတို့ရဲ့ Facebook account ထဲမှာကျော်တို့ဖွင့်မထားရသေးဘူးဆိုရင်တော့ဒီနေရာမှာဒီမဖွင့်ရသေးတဲ့ကျော် setting လေးတွေကိုနှိပ်ပြီးတော့ကိုအနေနဲ့ always on ဖြစ်သွားအောင်ကျော်တို့ဖွင့်ပေးလိုက်ဖို့လဲကျော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာ။ โอเคပါဒီဗီဒီယိုမှာမျှဝေပေးခဲ့တာကတော့ကျွန်တော်တို့အနေနဲ့ Facebook account ကိုရေးရှည်မှာလုံလုံချုံချုံနဲ့အသုံးပြုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့အနေနဲ့မဖြစ်မနေဖွင့်ထားပေးရမယ့် setting လေးတစ်ခုအကြောင်းကိုဒီဗီဒီယိုမှာမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာโอเคပါဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့နောက်မနေ့တော့မရှင်းလင်းတာတို့တွေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ